ါကတော့မွင်းကားဆိုဆန်ရောက်တာဖြစ်ပါတယ်ဒါမွင်းကားတွေရောက်တာပေါ့နော်အဓိကမွင်းကားဒါမဟုတ်ဘူး squid မွင်းကားအမဲရောင်ဟင်းရည်နဲ့စားရမှာဖြစ်ပါတယ်ကျွန်တော်တခါမှလည်းမစားဘူးဘယ်ဘလို့ရတာညှိစွတ်စွတ်ဖြစ်မလားဘာလားစိတ်ပူနေတာပေါ့နော်မင်္ဂလာပါဒီနေ့မှာတော့ပတိုနန်ဖီနစ်ကုန်တိုက်ရဲ့လေးလွာဖူးကောက်မှာရှိတဲ့မွင်းကားဆိုဆန်နေတဲ့မိတ်ဆက်ပေးချင်ပါတယ်ဆန်လေးကကျတော့ကျွန်တော်တငယ်ချင်းညီမလေးကဖွင့်ထားပြီးတော့ကျွန်တော်လေးစားလို့ကောင်းလို့ကြော်ညာပေးပြတာဖြစ်ပါတယ်ခင်ဗျာ ။ဝင်းကားဆိုင်လိုသွားစားရင်းနဲ့ဒီကုန်းတိုင်းမှာပြပွဲတစ်ခုရှိလို့လေဝင်ရောက်ဆင်နွှဲခဲ့ပါသေးခင်ဗျာ။ဒီပွဲလေးကကြတော့တကြံအကျိုးပွဲဖြစ်ပြီးတော့တကြံအကျိုးပွဲတွေမဟုတ်ပါတော့။အခုငလင်းဘေးတင်နေတဲ့ပြည်သူတွေအတွက်ကိုလည်းဒီပွဲလေးမှာဖြောပြေးရည်နဲ့ပြီးခဲ့ခါကြတော့ဈေးရောက်ပွဲလိုပုံစံမျိုးနဲ့ကုမ္ပဏီတွေအမျိုးမျိုးကနေပြီးတော့မြန်မာဆားစာတွေကိုရောင်းရင်းနဲ့အလူငွေကောက်ခံတဲ့ပွဲလေးဖြစ်ပါတယ်ခင်ဗျာ။ ီမွင်းကားဆွဲဆိုင်လေးဟာ Phoenix ကုန်တက်ရဲ့လေးလွာဖူကောက်မှာရှိရဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးဟာမွင်းကားရုံနဲ့အမျိုးရှိပြီးတော့ခန်းန်းသားနဲ့ငါတို့ဒူးစပယ်ရှင်မွင်းကားကိမွန်မွင်းကားပရီမီယံမွင်းကားအကျော်ဆုံးမွင်းကားအပြင်ဘဲပြုတ်ထမင်းစီစံလက်ဖက်သုံးမုတ်ဖက်သုံးလမ်းကြီးသုံးဝတားတုတ်ထိုးစီလုံးတီးနဲ့မီနူးအစုံရှိရဆိုတော့ဒီဆိုင်ထဲမှာစိတ်ကြိုက်စားလို့ရတာပေါ့နော်အားကြောင့်မြန်မာမွင်းကားစစ်ကိုစားချင်တယ်ဆိုရင်မွင်းကားဆွဲဆိုင်လေးကိုသွားစားပါလို့ညွှန်ပြစေခင်ဗျာ ါကတော့မွင်းကားဆိုဆန်ရောက်တာဖြစ်ပါတယ်ဒါမွင်းကားတွေရောက်တာပေါ့နော်အဓိကမွင်းကားဒါမဟုတ်ဘူး squid မွင်းကားအမဲရောင်ဟင်းရည်နဲ့စားမှာဖြစ်ပါတယ်အကျောတကယ်ချင်းဖွင့်ထားတာပါလာအားပြလို့ရပါတယ် phoenix ဆိုရဲဒီကုန်တိုင်းမှာရှိရပါဘယ်သူနှမ်းမှာဖွင့်ထားတယ် phoenix ကုန်တိုင်းအပေါ်တဲ့လေးလွှာမှာရှိပါခင်ဗျာဖိုင်ရန်စနေစားလို့မများတော့ဒါကတော့သူများမှာတဲ့မွင်းကားနဲ့မီးမှာဖြစ်ပါတယ်ဒီဒီနဲ့ထည့်ပါမယ်ပါကြည့်ရှယ်ပဲ share ပါပဲခင်ဗျာဒီမှာကျွန်တော်ကစီလုံးလေးလဲမှာထားပါတယ်စီလုံးလေးလဲကြိုက်လို့ပေါ့နော်မကြည့်အောင်မုန်းကတော်တော်လေးမှုေးနေတာရှေ့ပဲရှေ့ပဲမင်းငပြောနေတယ် ဈေးကတော့125ကျပ်ပြီးရတဲ့ဈေးနဲ့ရတဲ့ quality နဲ့ share ပဲတန်တန်မပြလေးနဲ့ကောင်းမွန်လေးစားခြင်းတအားစားဟွန်းစပင်းမွန်ကလေးမလာခင်ပါစီလုံးတီးလေးကိုတောက်မှဖြစ်ပါတယ်မလိုင်ဘက်တွေအများကြီးနေပါอืมตะเกะยังว่าสีลงนี้โหลเว้ยแชร์เว้ย အဲ့ကစားနေပြီနော်သူများမွေးကစားရလဲကုန်ပြီကဲနောက်ဆုံးမှာတော့ရောက်လာခဲ့ပါပြီဒါကတော့ squid မွေးငါဖြစ်ပါတယ်အမလေးကျွန်တော်တခါမှလည်းမစားဘူးဘယ်ဘလို့ရတာညှိစွဆူဖြစ်မလားဘာလားစိတ်ပူနေရပါတော့ကဲရောက်လာခဲ့ပါပြီစားပါမယ်ကဲတခါမှမစားဘူးရယ် squid မွေးငါကိုစားမှဖြစ်ပါတယ်အမဲရောင်ကြီးချက်ပြီမှအဲ့တော့မုတ်ဖက်ကလေးဆိုလဲအဲ့လိုမမဲလေးလောက်ထားပါတော့

မလေးတို့อืม ไม่ပါတယ်တကယ်မွေးငါအရသာဒီကင်းမွန်ရဲ့ချိုးတဲ့အချိုးကငါချိုးတဲ့ချိုးနဲ့မတူတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်အယောင်မမေးဆိုမစားရုပ်ဖြစ်နေอืม ကောင်းတယ်ဆိုင်ရှင်လာပြီအဲဆိုင်ရှင်လာနေရနော်တစ်ခါပဲဝင်ကားအောင်မှာတစ်ခါမှမစားဘူးမမေကြီးอ่ะ squid ဝင်ကားစားမလားအဲ့တော့ဝင်ကားအောင်မှာဒီငါးရဲ့အချိုးပေါ်လို့မနေ squid က ဒီကကင်းမို့နော်ကင်းမို့ရဲ့စိတ်ကိုပြောရဲဆိုတာလေဟုတ်ရောလေအဲ့လိုကောင်းပါလေခင်ဗျာဒီဇိုင်းရလို့ရှိရင်ဒီ squid moon ကလည်းမဖြစ်မနေ try ကို try ရမယ် menu ဖြစ်ပါတယ် โอเคအဲ့တော့ဒီဆိုင်လေးကကျတော့ Phoenix ဆိုတဲ့ဒီကုန်တိုက်ရဲ့လေးလော်မှာဖွင့်ထားဖြစ်ပါရယ်ခင်ဗျာကျွန်တော်တို့လိုမျိုးပဲဒီထူးဆန်းတဲ့မွေးငါးတွေအရသာလဲကောင်းပြီဇီနုံနဲ့ချွတ်တာတယ်အဲ့လိုမျိုးဆိုင်လေးမှာစားချင်နေဆိုတော့ဒီ Phoenix ဆိုင်လေးကိုဒါပြင်အောင်လာပါလို့ပြီးတော့ဆိုင်ရှင်လေးကလည်းချောချောလေးဆိုတော့အဲဆိုင်ရှင်ချောချောလေးနဲ့တွေ့ရမှာဖြစ်ပါရယ်ခင်ဗျာအဲ့တော့အားလုံးပဲတက်တာပါအဲလာပြီပါမင်္ဂလာပါကိုမင်္ဂလာပါဘေးလို့ချင်းစစ်တင်ပါရယ်ဟုတ်တယ်ဟုတ်မိုးရင်ငါရတာလေးဘယ်လိုလဲမသိဘူးရှင် အရန်မိုက်တယ်မွင်းကဘာလဲဆိုတော့ကွာပေးရတဲ့ဈေးနဲ့စားရတဲ့ quality နဲ့တော်တော်လေးကောင်းတယ်လို့ပြောတယ်ကိုကတော့ hotel မှာသွားစားရတဲ့ vibe ကိုရတယ်ပြီးတော့အရန်လည်းမပေါ့အရန်လည်းမငံပြီးတော့မှတကယ်ငါရတာချိုချိုလေးနဲ့မမွေလေးပြီးတော့အရန်ဖီးဖြစ်တာ spit စကွက်ကမမဲရောပါမြင်မြင်ကြီးမစားရဲဘူးကွာအဲမစားတဲ့ခါကျတော်တော်လေးကိုဘာအနံ့ညင်းနေပါမရမနဲ့ချိုချိုမွေလေးကိုစားရတာအရန်မိုက်တယ်အဲ့တော့မွေးငားဆိုတဲ့ဒီဇိုင်းလေးကိုစိုင်းရှင်ချောချောလေးကလည်းရောင်းနေတယ်ပြည့်ကကြတော့ရတာလည်းအရန်ကောင်းတယ်ဇင်းတော့လည်းချွတ်သားတယ်ဆိုတော့ဒီဇိုင်းလေးမှာ အဲ့တော့အပိပါလို့ဖိတ်ခေါ်ကြပါတယ်ကျွန်တော်တို့အရန်စားပြီးအရန် satisfy ဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာဖြစ်ဖြစ်ပါတယ်အေး okay တဒါ